ွန်ရွာရဲ့တောင်မဲ့မပူကဒကမတယောက်သူ့လင်ဘူးဒလင်ဆန်ကျင်သွားတော့ဟုတ်တယ်လေမုံရွာရဲ့ဟိုပဲဘူးဒလင်ဆိုတာရှိသူ့လင်ကဘူးဒလင်မှာဆန်ကျင်သွားရဲ့နဲ့ယောဂတခုနဲ့ပြည့်စည်တော့တန်ကျိုးရောက်လာအဲ့ဒါအဖော်မင်းမတယောက်ခေါ်ပြီးလိုက်သွားဟိုကြတော့အလောင်းမစစ်ဘူးရမ်းကိုအမလေးကြည့်တော့မျက်နှာလေးတောင်မြင်ရတော့ပါလားအလောင်းရှင်ကထွက်လာဟဲ့ငါကြီးမကြီးတို့ပဲရတယ် ကျတော့မုံရတောင်းမဲ့မဥပါပါတော့ကျုပ်လင်သားပြည့်စည်လို့လိုက်လာဆမလေးခေါင်းကွင်းတော့မြန်လာကြည့်လားနေဦးတဲ့ကလာတဲ့လူရင်ပတ်စီကန်လိုက်တလို့ဟဲ့မြန်လာလေးဟိုတော့ကျုပ်မမြင်ရတော့ပါလားရန်ကိုတော့ဟိုမှာပြောတယ်ဟဲ့ငါ့ညီမမငိုနေတဲ့ဒါတို့အမေကြီးအလောင်းမစစ်ဘူးရန်ကို အပေါ်လွှမ်းထားတဲ့ထမိန်တောင်သူကြီးမထင်ပါဘူးအထက်ဆင့်ကြီးနဲ့တချို့ကအထက်ဆင့်နဲ့တချို့ကအထက်ဆင့်နဲ့ဒူးဒူးကမင်းအထက်ကဆင့်ထားတာနဲ့အထက်ကဆင့်တာအဲ့ဒါနဲ့အလောင်းပြောင်းကိုတင်းချူပြီးတော့ပြန်လာခဲ့ရအဖော်မင်းမပြောတဲ့တငယ်ချင်းမရဲတဲ့ငါရှက်လုံးလို့တဲ့ကိုချက်ရှောင်းပြောပါလေမလေးညိနဲ့ကြံကြီးစီရတငယ်ချင်းချင်းပြောပါဟုတ်ပါဘူးအေးတဲ့အိမ်ပုတ်ထဲစပါးဆယ်တောင်ထည့်ထားပါတယ်တဲ့အဲ့ဒါညိနှုတ်ပိတ်ခါ9000ပေးပါမယ်တဲ့ မလေးတွေနဲ့ညီစပန်းလည်းမလို့ချင်ပါဘူးတဲ့မပြောပါဘူးဟုတ်ပါဘူးအေးတဲ့ငါကိုယ်တိုင်ရွှေ့ပို့ပါမယ်ဒါဖြင့်ကိုကျင်ပို့ပေါ်တဲ့ငါးတောင်းဆိုနဲ့တာမှလို့လူနဲ့လူချင်းသေးတာကိုဒါနဲ့စပန်းငါးတောင်းနှုတ်ပိတ်ခါနဲ့ပြောပြီးတော့ပြန်သွားကြရွာပေါက်ရောက်တော့မိမကြီးတယောက်ကစီးမေးဟဲ့ညီတို့ပဲရလာကြတယ်ဒီတော့ဖုန်မိမပါဇက်ကရားလာအေးတဲ့ညီစပန်းငါးတောင်းနဲ့ငါမပေးချင်ညီတော့ ငါတော့မပြောပဲနေကိုမနေနိုင်ဘူးလို့ထုတ်ရော။ဘာပြောကောင်းလဲမိမနှစ်ယောက်ဖုံထိုင်နောင်ချိန်နောင်ချိန်နောင်ချိန်နောင်မိမနောင်ချိန်ချရ။မနှဲဝိုင်းခင်ရ။ကဲစဉ်းစားကြည့်လေပြိကမိမပိတ်မရတာတော့စကားငါတော့နဲ့ပိတ်တာတော့လုံဘူးလို့ဆို။ဒီမှာစကားငါတော့ဆိုနဲရလားပြိက။ ကိုင်းကငါးရောင်းတဲ့ပိတ်ကြတောင်မလုံဘူးဆိုတော့